ပျောက်ဝင်သရှင်ဆိုရင်ဒါကျွန်တော်တော်တော်လေးလေးသဘောကျသဘောကျတာဖြစ်တဲ့အတွက်အဲ့သရှင်ကိုလည်းကျွန်တော်တို့ဒီသေးချာကိုအားစိုက်ထားပြီးတော့လုပ်ထားတယ်ပေါ့နော်ဟိုအကျိုးမှုသရှင်လေးလည်းဖြစ်တယ်ဆိုတော့အဲ့လိုသရှင်မျိုးလေးတွေကိုကျွန်တော်ကပို့ပြီးတော့အာတန်တယ်ပေါ့နော်ဒီအချက်အချက်သရှင်ရဲ့လွမ်းသရှင်ရဲ့ဆွေသရှင်တွေထပ်ပေါ့ ူလည်းပဲဆိုရင်ရေးချင်ပါပဲဆိုချင်ပါပဲပေါ့သူများတွေအကြောင်းတက်နေတဲ့အချိန်စာသင်ခန်းထဲမှာစာရေးဆိုနေတဲ့အချိန်မှာသူလည်းအကြောင်းတော့တက်ချင်ပါပဲဒါပေမဲ့အချိန်တွေရသူဒီလိုလှုပ်လှုပ်နေရတယ်ဒါလေးကိုတွေးမိတယ်တွေးနေမှာအားလေးကိုကျွန်တော်ဖန်တီးပြတယ်ဖန်ပြပြတငယ်ချင်းတွေကျွန်တော်ပြတယ်စင်ဘယ်လိုမျိုးအမပေါင်းပြီးတော့လှုပ်ကြည့်မိတာတကယ်ရတယ်အဲ့လိုနော်အဆင်ပြေမှာအဲ့လိုยายาฮาลา မလေးညင်းများကြောင့်တည့်ရွတ်တို့တွေ့သည်တို့ရဲ့ဒီသင်းလေးတွေကိုကျွန်တော်တို့ဟိုပြောအောင်ကိုယ်မှရှိပြသချင်းလေးတွေကိုကျွန်တော်တို့ချပြခြင်းနဲ့ပြခြင်းနဲ့ပေါ့ဗျာပရိသတ်လို့ပြောမှထပ်ဘူးလို့ပြောအောင်ကိုယ်ဝါသနာလူကိုယ်အကြိုက်တူမဲ့သူတွေရှင်ဒီလိုမျိုးဒီသင်းလေးတွေပြခြင်းနဲ့အဲကိုယ်ကလည်းဒီသင်းလေးတွေကိုစိုးခြင်းနဲ့ဖန်တီးကြည့်ခြင်းနဲ့ပေါ့ဟိုရေးထားတဲ့သင်းလေးတွေဖန်တီးဘယ်လိုပုံစံလေးရှိမလဲဒါလေးတွေဘယ်လိုအကြိုက်တွေ့နိုင်လောက်ပြီးတော့ ဆက်သွားမယ်ပေါ့ကျွန်တော်ဒါကိုကျွန်တော်ဝါသနာလည်းဖြစ်တယ်ဒီလိုလုပ်နေရင်ပျော်နေတာပေါ့တီးမယ်ဆိုမယ်ဖန်တီးမယ်ဆိုမယ်ဆိုမယ်ဒေတူနေငါကိုထားပြီးဝေထွက်ပြည့်တဲ့ချစ်သူမင်းတန်ရရင်းနဲ့ဆွေးရင်ဟာဒီပဲငငယ်တွေကတဲကွက်တဲ့နေတာဒီလိုတီးကြဆိုကြ အဲ့ရနေမှာအဲ့လိုဝါသနာဘောဝါသနာပြပါကြဝါသနာတူကြတကယ်ချင်းတွေကြတာပဲတီးကြရင်လည်းမှာအဲ့အဲ့ဒီမွေးနေ့လေးရောက်မှာပဲကျွန်တော်စပြီးတော့လုပ်ဖြစ်သွားတာတပရိဖန်ရဲ့ကာမဘုဒ္ဓဖြစ်ပါလေအဟမ်ဒီပန်းလေးတီထောင်ဖြစ်တာတော့တကယ်ချင်းတွေစုပြီးတီးကြရင်လည်းဒါလေးဖွင့်ကောင်းမယ်ဆိုပြီးတော့ဖွင့်ပြလိုက်တော့ကျွန်တော်ဘန်ဖွင့်ထားတော့ဒီ၈နှစ်လောက်တော့ရှိပြီပေါ့နော် အခုမှပဲကျော်သချင်းလေးတွေအဲထွက်ဖြစ်တယ်ထွက်ဖြစ်တာလည်းတိတ်မကြသေးဘူးတနည်းကြော်ကြော်ပဲရှိသေးတယ်အဲဆိုတော့ကျွန်တော်ကဒီဘန်မပွဲခင်ရလေကျွန်တော်ကကျွန်တော်ဒီဘန်မမာတွေကဒီတငယ်ချင်းတွေပေါ့နော်ငယ်လေးတွေအဲဗောကေသမားဆိုလို့ရှိရင်လေကိုလိုနဲ့ကျွန်တော်နဲ့ကလည်းအင်ဂျင်နာချင်းငယ်တုန်းကအဲအင်ဂျင်ကက်ရပေါ့နော်နေခဲ့ရတာအဲငယ်ငယ်ဘောင်းဝဲပေါ့နော်ညီကိုလိုဆက်ဆံရင်းမျိုးရှိတယ်ပေါ့အဲအနေမှာကျွန်တော်တို့ဒီ ဘန်လေးဖွင့်မယ်ဆိုပြီးတော့ကျွန်တော်ကျွန်တော်လည်းအဲဒီ audio တနေနေပိုင်းတက်သူလဲသူ့ဘာသူသူ့လုံးနဲ့သူအဲလုံးနေရနေပြီးတော့ကျွန်တော်တို့ T1 လေးဖွင့်စဖွင့်ဖြစ်ခဲ့တာပေါ့နော်ပုံပွဲရေလုံးကတော့ကျွန်တော်တို့ဒီအပျော်တိုင်းပဲပေါ့ရက်ွက်ထဲမှာတီးတယ်အဲပွဲလေးတွေလိုက်တီးတယ်အဲအဲ့လိုမျိုးလေးလုံးရနေမှာအချိန်ကြာလာတာပေါ့နော်ကြာလာတဲ့အခေါက်မှာကျွန်တော်ကကိုသချင်းကိုလုပ်ဖို့မိနေခဲ့ရမိနေခဲ့ကြတော့အဲကျွန်တော်တို့တိုင်ပြင်ပြီးတော့ပေါ့နော် ခြင်းတွေလုံမယ်လုံမယ်ဆိုတော့အဲကိုနိုးကလည်းဆိုတခြင်းတွေအများကြီးရေးထားတယ်ရေးထားတာမှာအများကြီးပဲဆိုတော့အဲဒီမှာသူတခြင်းတွေလည်းကောင်းတယ်ပဲအဲတတော်များများတခြင်းတွေကအထိပ္ပယ်ရှိတယ်ပေါ့နော်စာတင်တယ်ကြာရဝမ်းနေပြီမိုးကျနေမေကိုလွန်စိန်နေဆိုတဲ့ကောင်ချီကောင်ဝေးနေတင်ကန်သာများစာတင်တယ်မှာအဲဒီခါဝေးချင်းရေးရကျွန်တော်အဲ့လို ျော်တို့အနာမောင်ဟိုလူငယ်လေးတယောက်ရှိဒီကောင်အကောင်လေးပေါ့မိသားစုအဆင်မပြေသူကမော်လမိုက်လည်းများတာပေါ့မိသားစုအဆင်မပြေတဲ့အနေထားမှာသူအလုပ်လုပ်နေရတယ်သူ့ကြည့်တဲ့အချိန်မှာတကယ်ဆိုရင်သူ့အရွယ်က၅တန်းလောက်ပေါ့၄၅တန်း၄တန်း၅တန်းအရွယ်မှာသူလုံးလုံးနေတယ်သူ့မော်လမိုက်တွေကလည်းအလိုပဲအလုပ်လုပ်နေကြတယ်အဲ့မှာဒီကောင်လေးနဲ့ကျွန်တော်စကားပြောမိရင်လည်းသူ့ကိုကြည့်ပြီးတော့ပေါ့။အဲ့မှာဆဲလေးမှာအတွေးတစ်ခုရပါတော့။ဒီလိုမျိုး သူလည်းပဲဆိုရင်ရေးချင်ပါပဲဆိုချင်ပါပဲပေါ့သူများတွေចောင်းတက်နေတဲ့အချိန်စာသင်ခန်းထဲမှာစာရေးဆိုနေတဲ့အချိန်မှာသူလည်းចောင်းတော့တက်ချင်ပါပဲဒါပေမဲ့အချိန်တွေကသူဒီလိုလှုပ်လှုပ်နေရတယ်ဒါလေးကိုတွေးမိတယ်တွေးနေမှာအားလေးကိုကျွန်တော်ဖန်တီးပြတယ်ဖန်ဖြည့်ပြီးတငယ်ချင်းတွေကျွန်တော်ပြတယ်စင်ဘယ်လိုမျိုးအမပေါင်းပြီးတော့လုပ်ကြည့်မိတာတငယ်ချင်းလည်းအဲ့လိုနော်အဆင်ပြေမလားအဲ့လိုအရေးပေါင်းလို့ရဟုတ်ဟာလောလောဆယ်အစီ single sound လေးတွေပဲတပုတ်ချင်းကျွန်တော်တွားနေရတော့ပေါ့အဲအခု ဒါမဲ့ဒီ၈နှစ်ထဲမှာနောက်26ထဲမှာကျွန်တော်ဒီ mini urban လေးတစ်ခုလုပ်ဖို့စီစဉ်ထားရရှိနုနုနဲ့ချိန်ကြီးရအောင်သူမှအုံကျူးလေးရရှိရဲအကူလူရဲ့လိုပဲကျွန်တော်လုပ်ချင်တယ်တီးချင်တယ်ပေါ့နော်ပထမ brain ကိုတည်ဝင်ဖို့ရဲ့ဈေးကတော့တော့ဒီ show ဝဲလေးကိုမွေးနေဝဲလို့ငလာတော်ဝဲစာပြီးဟောပြောဝဲလေးအဲ့မှာလိုက်ကြည့်ရအောင်အကုန်လုံးသဘောထားကိုမေးပြီးတော့မှတည်ဝင်ဖွဲ့စည်းမယ်ဆိုပြီးတော့မှ လူတော်ငယ်ရှင်နေကဟိုအတိတ်တခုသူ့သမီးလေးမွေးနေရတိုင်းနဲ့ပဲတရားဝင်ဖွဲ့လိုက်တော့အဲဒီလောက်လောက်ကဲချင်းနေလောက်ကြမယ်သူလောက်အဲ့နောက်ပိုင်းလဲရှိုးရပါလိုက်ပြီးနေတာဒီတော့နောက်ကိုပဲဖြစ်တော့အကုန်လုံးနားလိုက်ကြရဲ့ဘာဆင်ပြေလို့ဆိုတော့လက်ချိန်တော့ဖြစ်တယ်ဆိုတော့အကိုပဲပြီးမှတကယ်လောက်ဖြစ်တာအဲအဓိကမင်းခန့်ကြုံဘူးနော်သူစပွန်ဆာလောက်ပြီးနောက်သူချိန်ချင်းရှာတယ် အဓိက PDSC ကိုမှာပေါ့နော်တတိယဝင်လောက်ဖြစ်လာဆက်ချလို့ရှိပါဟိုကျွန်တော်စိုးပေးပြတယ်ပေါ့နော်အဓိကဘာလို့လဲဆိုတော့ကျွန်တော်လည်းဘန်ရဲ့မှန်ပါပဲကျွန်တော်ကတော့ဒီဘကင်တွေရတန်တီးတယ်ပေါ့နော်ဘန်မှာတော့ဆိုတော့ဒီတချင်းလေးတွေကကောင်းရင်သားနဲ့ဒီမထွက်ပြသွားမှာပေါ့နော်ကျွန်တော်တို့နှစ်ပြောတယ်ပေါ့နှစ်ပြောတာဖြစ်တဲ့အတွက်ကျွန်တော်ဟို producer အနေနဲ့လည်းကျွန်တော်လုပ်လိုက်တယ်ပေါ့နော်ဘန်မှာအဲဒီနှစ်ကုန်လောက်ဆိုရင်တော့ကျွန်တော်တို့ mini event လေးထွက်ဖို့တော့ရှိပါတယ်အဲ၄ဘုံ၃ဘုံ၆ဘုံလောက်တော့ပါပါမယ်အဲဒီမှာမှာတော့ဒီ IC ဆက်ချစ်တို့နဲ့အဲဆက်ချစ်တို့တီးကြတာပေါ့နော် IC တီးကြတဲ့ဟာအဲတဘုံလောက်ပါမယ်ပြီးရင်ကျွန်တော်တခြား player တွေဖြစ်တဲ့အဲကိုပြိုးတို့နဲ့လည်းကျွန်တော်တို့လောက်ထားတာလေးနေရှိတယ်အဲတော်ကိုပြိုးပေါ့နော်တူတူတီးပြီးကြတဲ့ဟာလေးတွေပါပါမယ်ဆိုတော့၄ဘုံ၃ဘုံ၆ဘုံလောက်ပါမယ် အဲဒီနှစ်ကုန်တော့ကျွန်တော်ထွက်ဖို့ထွက်နိုင်အောင်တော့ကျွန်တော်စူးစမ်းနေပါတယ်အဲအဲ့ချိန်တော့ကျွန်တော်တို့ကိုကြိုက်နေတဲ့ဆိုတော့ချင်းလေးဆိုကြတာပေါ့အဲဒီချားချင်းလေးတို့ဘာရများဖြစ်တော့ဒီကိုလေးဖြူတို့ကိုလင်းတို့ဘိုးကြီးငယ်တို့အဲ့လိုချင်းပဲအဲ့ထဲမှာ तू ကအရင်တည်းကကျွန်တော်တို့ရက်ွက်ထဲမှာဆိုတော့ဂီတာ PJ ကြီးကိုဟုတ်ဒါကျွန်တော်တို့ကအရင် crazy ဖြစ်ရတယ် तू ရဲ့လက်တံကိုကြိုက်တော့အဲ့လိုမျိုးအဲ့ကနေမှကျွန်တော်တို့ तू နဲ့ဆက်တွေ့ပြီးတော့အခုကျွန်တော်တို့ဒူလေးလုပ်မယ် တီဝမ်လေးရှိတယ်ကျွန်တော်တီဖို့လေးရှိတယ်ဟိုလာကူညီတီးပေးပါ ပြောရင်းနဲ့ခင်ဗျားတို့စိုးရိမ်တယ်ခင်ဗျာအဲသူလည်းပဲအားဝပြီဆိုတော့ဘယ်လိုလဲအားပြီဆိုတော့အဲ့တော့ဖွဲ့စည်းကြမယ်သူလည်းပါပဲကျွန်တော်တို့ဒီသင်းလေးတွေကိုကျွန်တော်တို့ဟိုပြောရမလို့ကိုယ်မှရှိပြီးသားသင်းလေးတွေကိုကျွန်တော်ချပြခြင်းနဲ့ပြခြင်းနဲ့ပေါ့ဗျာပရိသတ်လို့ပြောမှထပ်ဘယ်လိုပြောရမလဲကိုယ်ဝါသနာသူကိုယ်အကြိုက်တူမဲ့သူတွေရှိရင်ဒီလိုမျိုးဒီသင်းလေးတွေကိုပြခြင်းနဲ့အဲကိုယ်ကလည်းဒီသင်းလေးတွေကိုစိုးခြင်းနဲ့ဖန်တီးကြည့်ခြင်းနဲ့ပေါ့ဟိုရေးထားတဲ့သင်းလေးတွေ န်ချင်းဘယ်လိုပုံစံလေးရှိမလဲဒါလေးတွေဘယ်လိုအကြိုက်တွေ့နိုင်လောက်ပြီးတော့ဆက်သွားမယ်ပေါ့ကျွန်တော်ဒါကိုကျွန်တော်ဝါသနာလည်းဖြစ်တယ်ဒီလိုလုပ်နေရင်ပျော်နေတာပေါ့ကျွန်တော်တီးမယ်ဆိုမယ်ဖန်တီးမယ်ဆိုမယ်ဆိုမယ်တီးမယ်ဆိုမယ်အဲ့လိုပျော်တာဆိုအလားဒီသွားအဲ့လိုမျိုးပဲဆက်ပြီးတော့သွားနေမှာပေါ့ဒီစတိုင်နဲ့ကြတော့ကျွန်တော်တို့ကဘယ်လိုပြောဒီ raw ဘရော့အခြေခံလေပုံစံအဲ့ပုံမှာကျွန်တော်ကျွန်တော်ကျွန်တော်တူးတဲ့အမြင်ပါနော်ဒါကတော့ကျွန်တော်တကယ်ကြီးတော့ပြောတော့ကျွန်တော်အမြင်ကျွန်တော်တော့ကြိုက်တယ် music ဒီ raw နဲ့ပတ်သက်တဲ့အပိုင်းမှာ jazz ဆိုလည်းကျွန်တော်ကြိုက်တယ်အဲခံစားလို့သူခံစားချက်ကျွန်တော်ဖြစ်နေတဲ့လက်ရှိခံစားချက်နဲ့ဟိုတိုက်ကိုက်ညီနေတဲ့ music လေးတွေမှာကျွန်တော်ခံစားမိအဲ့ပုံမှာဒီခံစားချက်နဲ့ပတ်သက်ပြီးတော့ဘလို့ဖြစ်ပေါ်လာတဲ့ဟိုခံစားချက်တိုင်းဖြစ်ပေါ်လာတဲ့ဖန်တီးပုံလေးတွေ တိုင်းထွက်လာတဲ့ဒီတန်ဆင်လေးတွေပဲပြောရမှာပေါ့အဓိကဖြစ်တော့အဲ့လိုပုံစံလေးဆိုကျွန်တော်ရေးတဲ့ချင်းဆိုရင်တော့ကျွန်တော်ပုံစံလေးပါပါနေနိုင်တာပေါ့လေဒီအဓိကအခြေခံကတော့ raw ပုံမှာပဲအခြေခံထားတဲ့ဒီ style ကလေးမှုလေးတော့ဒီပေါ့ဒါပေမဲ့ theme ကတော့ကျွန်တော်ရေးတဲ့ချင်းဆိုရင်ကျွန်တော်တင်ထွက်တယ်သူတချင်းဆိုရင်တော့သူ့ရဲ့ theme တိုင်းဖြစ်နေနိုင်တာပေါ့ကိုယ်တိုင်လည်းအဓိကတော့ဟာတက်ဒီဝါဒနာပါတာပါဂီတဝါဒနာပါတာဖြစ်တဲ့အတွက်ဟိုလှုပ်ဖြစ်သွားတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်လှုပ်မဲ့လှုပ်တော့ကျွန်တော်ကအကောင်းဆုံး ဒီပဲဟိုလောက်ဖို့ရှိတယ်ပေါ့နော်ကောင်းကောင်းလေးတွေပဲတဘိုးပဲထွက်နိုင်တယ်နှစ်ဘိုးပဲထွက်နိုင်တယ်ပေါ့အဲအကောင်းဆုံးလေးဖြစ်အောင်ကျွန်တော်စူးစမ်းတယ်ပေါ့အဲအဲ့လိုစိတ်နေပဲကျွန်တော်တို့ဟိုဆက်သွားနေတာပေါ့နော်ကျွန်တော်တို့ဘန်ဖွဲ့ထားတော့ဒီ၈နှစ်နောက်တော့ရှိပြီပေါ့နော်အခုမှပဲကျွန်တော်သချင်းလေးတွေအဲထွက်ဖြစ်တယ်ထွက်ဖြစ်တာလည်းတိတ်မကြသေးဘူးတစ်နှစ်ကျော်ကျော်ပဲရှိသေးတယ်ဟာကျွန်တော်ကျွန်တော်ဘယ်လိုစဆုံလဲဆိုတော့အဲကုမင်းခန့်နဲ့ကျွန်တော်ဘော်ရာနဲ့ကတော့အိမ်ကကြိုးချင်းကတ် ျွန်တော်ကျောဘော်ရိုင်းမှာသွားတီးဆိုတောက်စားပေါ့ဗျာအဲသွားရင်းနဲ့သူကလည်းကျောဘော်ရာနဲ့တင်းတင်းနည်းရှိတော့သူကလာလေနဲ့ကိုမင်းခန့်နဲ့ခင်ွားကြတော့ဗျာခင်ွားကြရင်လည်းလိုပဲဆိုရင်းတီးရင်လည်းညီလေးမင်းလုံမလားတချင်းလုံဖို့ရှိလားဟာကျွန်တော်လည်းလုံမယ်ဆိုစားရဲပြောပြခဲ့ကြတော့အဲနောက်တော့သူဒီဘန်လဲစားတော့ပါဝင်ပြေသွားဟုတ်ကျွန်တော်တို့ the brain ကိုအားပေးတဲ့ပြည်သက်ဒူးချင်းစီပြည်သက်လို့ပြောဖို့ကျွန်တော်မဝင်ရဲပါဘူး ဘယ်ဒီ the brain နဲ့ဆိုပေါ်လာတယ်မင်းဆိုပေါ်လာတယ်တကယ်ချင်းနေအကုန်လုံး the brain ချင်းလေးတွေကိုနှစ်သက်နှစ်သက်ကြရတယ်ဆိုရင်ကျွန်တော်ဝမ်းသာပါတယ်အဲကျွန်တော်ရှေ့မှာလည်းချင်းလေးတွေကောင်းကောင်းမွန်မွန်အဲဘယ်ဒီအားလုံးခံစားလို့ရနိုင်မယ့်ချင်းမျိုးလေးကျွန်တော်ဖန်တီးနေပါတယ်အားပေးကြပါ